အမေရိကန်တို့လာရောက်မြေခီးစင်များဥရောပနိုင်ငံသားများဖြစ်တဲ့အမေရိကန်သမ္မတဒေါ်နယ်ထရလက်ထဲမှာနိုင်ငံရေးတင်မမှုတွေနဲ့နေဆက်သေးတာကရန်လိုတဲ့ဆက်ဆံရေးတွေကြောင့်အမေရိကန်ကိုဥရောပနိုင်ငံတွေကခီးသွားလာရောက်မှုတိတိတသားကျဆင်းသွားခဲ့တယ်လို့ Financial Times တင်မဖော်ပြထားပါတယ်။မကြသေးခင်ကကုန်သွယ်ရေးမိတ်ဖက်နိုင်ငံတွေအပေါ်ထွန်းအစည်းချက်ခုနေချမှတ်လိုက်တာဟာတက္ကပါလုံးကိုကြရရသွားစေခဲ့ပြီး နိုင်ငံတကာကစားသုံးသူတွေရဲ့စိတ်ဓာတ်ကိုထိခိုက်စေတယ်လို့ကရက်ခီးသွားဝါဆာရဲ့ပူရဲထီထောင်သူပေါ်အင်္ဂလိပ်က financial time ကိုပြောကြားခဲ့ပါတယ်။ ITA ရဲ့စီရင်ခန်းစာအရနောက်ဥရောပကနေအမေရိကန်ကိုလာရောက်တဲ့ညအိတ်ခီးတဲ့ဝင်ရောက်မှုကအရင်နှစ်နဲ့ရှင်းလိုက်ရင်မလာမှာ18ရာခိုင်နှုန်းကျဆင်းသွားခဲ့ပြီး Ireland, Norway နဲ့ Germany တို့လိုနိုင်ငံတွေကခီးသွားဝင်ရောက်မှုဟာ၅ဘုံ၃ဘုံကျော်ကျဆင်းသွားကြောင်း financial time သတင်းစာမှရေးသားဖော်ပြထားပါတယ်။ဥရောပနိုင်ငံတွေကလည်းအမေရိကန်ကိုခီးသွန်းခြင်းနဲ့ပတ်သက်ပြီးအန်ရီတွေသုံးလာကြောင်းကိုခီးသွန်းလာမှုကြံပြုချက်တွေကနေတစေ update လုပ်ပြီးအသိပေးထားကြသလိုဥရောပခီးသွန်းအေဒီယောနေလာခြင်းကအမေရိကန်နိုင်ငံရဲ့ GDP ဒေါ်လာ29ထရီလီယံရင်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။